ိမ်မှာအညာခိုက်တွေရှိနေတယ်ဆိုရင်ရှေ့ရှေ့တုန်းကဆရာကြီးတွေကိုယ်တိုင်ပေးခဲ့တဲ့ရတရားရှိတယ်။နော်ရတရားပေါ့။အဲ့ဒီရတရားကိုကျွန်တော်ဒီဗီဒီယိုရဲ့အဆုံးမှာပေးထားတယ်။အဲ့ဒီရတရားကကိုယ့်ရဲ့အိမ်နှင်းရေးတွေပူလာတဲ့အခါမှာတော်လကောင်အမြဲတမ်းငွေကြေးနဲ့ပတ်သက်ပြီးတော့ခက်ခဲတွေဖြစ်နေတော်လကောင်အောက်လန်းတိုက်ခိုက်တွေရှိလာတော်လကောင်အဲ့ဒါဆိုရင်ဒီရတရားလေးကိုပြုလုပ်လို့ရတယ်။ဒီပြုလုပ်ပုံပြုလုပ်နည်းကိုကျွန်တော်အနောက်မှာသင်ပေးထားတယ်။ရေယုံကြည်နဲ့ပြုလုပ်ပေးပါနော်။ဒီရတရားကတော့လော်လော်လေးပါဗျ။ဘာလဲဆိုတော့ကျွန်တော်တို့လိုအပ်မဲ့ပစ္စည်းကကျွန်တော်တို့ဟိုခွက်၃ခွက်ရဲ့ စားရဲစံရဲအမ်တစ်ပါတဲ့ငွေသားပေါ့တထောင်တရာတကြက်တထောင်ရပြပြီးတော့ကျွန်တော်တို့တံပြတီးရဲပေါ့နော်လို့ရဲဒါကလွယ်လွယ်လေးပါဗျရရားကိုယုံကြည်တဲ့သူရဲ့အိမ်မှာတော့တစ်ခုလောက်တော့ရှိတင်နေဗျအရန်လဲဆွမ်းတလို့အတော်များများလဲပြုလုပ်ကြရတယ်ပေါ့နော်ကျွန်တော်ဒါပြန်ပြီးတော့မှတင်ပေးလိုက်တယ်ဒါကဘလို့အတိတ်ပဲလေးလေးစောင်းလာလဲဆိုတာကျွန်တော်ပြောပြပေးမယ်ဗျမိမိရဲ့အိမ်မှာအပူတော့ကအိမ်တွင်းပူတွေအညံ့နေရှိရင်ထိုအညံ့နေကင်းအောင်နေပါအောင် ခွက်တစ်ခုတည်းကိုစားထည့်ထားမယ်ဗျ။စားဆိုတာအညစ်ကြေးတွေကိုဆွေယူနိုင်စွမ်းရှိတဲ့တတဘောရှိတယ်ပေါ့နော်။နောက်တစ်ခုကမိမိအိမ်မှာအတိုက်ခိုက်กินဝေးအောင်အတိုက်ခိုက်ဆိုတာကအများကြီးရှိတယ်။အောက်လန်းတိုက်ခိုက်တာအလယ်လန်းတိုက်ခိုက်တာလို့အထက်လန်းနဲ့တိုက်ခိုက်တာလို့ရှိတာပေါ့နော်ဗျ။အဲ့လိုမျိုးတိုက်ခိုက်တွေกินဝေးအောင်တံမြာတီးကိုနော်ကျွန်တော်ခွက်တစ်ခုထဲမှာတုံးလုံးထည့်ထားရမယ်ပေါ့နော်ဗျ။အပြားလဲရတယ်နော်။ကျွန်တော်ဒီထဲမှာတော့အဝိုင်းလေးပဲကျွန်တော်လုပ်ပြထားတယ်ပေါ့။ကိုယ့်အကူအပြားထဲထည့်လဲရရဗျ။ နောက်ခုကကျွန်တော်တို့ကမိမိရဲ့စားဝတ်နေရေးငွေရေးခြေရေးเนาะရှာဖွေရလွယ်ကူရအောင်လို့เนาะခွက်တစ်ခုထဲမှာစံထည့်ပြီးတစ်ပါတဲ့ငွေသားကိုကရော့ပုံခောင်းမယ်ဗျဘာဖြစ်လို့တစ်ပါတဲ့ငွေသားလဲဆိုတော့ကျွန်တော်တို့ကအမြဲတမ်းတစ်ဖြစ်နေရအောင်လို့လေเนาะတထောင်တစ်ချက်တထောင်အဲ့လိုမျိုးရရပြန်เนาะဒါဆိုရင်တော့ရေရေရတော့ပြီဗျဒါကိုကျွန်တော်တို့ကအစားတွေเนาะတံမြသေးတွေမဲလာတဲ့ခါကျရင်ကျွန်တော်တို့ကတော့စွန့်ပေးရမယ်လဲရမယ်ပုံစံမျိုးတွေပြုလုပ်တင်နေဗျ ပြီးတော့ကျွန်တော်တို့ငွေသားနဲ့ပတ်သက်ပြီးတော့လည်းငွေသားတွေမဲလာတာပဲဖြစ်ဖြစ်စံတွေပိုးတက်တာပဲဖြစ်ဖြစ် ပြောင်းပြလို့ရရပြအဲ့လိုမျိုးတွေပြလို့ရမယ်ကျွန်တော်တို့ကဘယ်နေရာတွေမှာထားရမလဲဆိုရင်အိမ်မှာစီးပွားရှာတဲ့သူတို့မဟုတ်အသက်ကြီးဆုံးသူရဲ့နေနံတောက်မှာခုံထဲတင်ပြီးတော့ထားရမယ်ဗျနော်အမြင့်တစ်ခုခုမှာပေါ့အော်သူကစနေသားဆိုရင်အဲစနေနံစနေတောက်မှာအဲ့လိုမျိုးထားပေးရမယ်ပေါ့နော်တောက်ကြတာသမီးဆိုရင်ကျွန်တော်တို့ကတောက်ကြတောက်နော်အဲ့လိုမျိုးမှာခုံနဲ့ တခုခုဒါမှမဟုတ်လည်းအမြင်တခုခုမှတင်ပေးထားမှာပြတကယ်လို့ကိုကအဲ့လိုမျိုးကြီးလည်းမလုပ်တတ်ဘူးမသိဘူးဆိုရင်ကျွန်တော်တို့ကအမြင်တခုခုမှတင်ထားလို့ရရပြအဲ့လိုမျိုးလေးလုပ်ထားပေးပေါ့ကိုကစီးပွားရေးကြီးလည်းလုပ်တယ်ဆိုင်လဲပွင့်နေဆိုရင်ဆိုင်ရဲကောင်တာမှာပဲဖြစ်ဖြစ်ဇပွဲပေါ်မှာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးပြုလုပ်ပြုလုပ်ရရပြဒါကရှေးစရာတွေကိုတိုင်းအိမ်မှာအញ្ញမ်းခိုက်တွေရှိလာတာပဲဖြစ်ဖြစ်အတိုက်ခိုက်တွေရှိလာတာပဲဖြစ်ဖြစ်အမြဲတမ်းလုခိုင်းနေရတာလေးဖြစ်တယ်ပေါ့နော်။ယုံကြည်နေပြုလို့ပြပါဗျာ။ခုနသားသမီးပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ တကယ်လို့နားမလည်ဘူးရှိတယ်ဆိုရင်ကျွန်တော်ကိုကိုမမတခုခုမေးလို့ရပါဗျ။နော်။အားလုံးပဲတက်တာပါခင်ဗျာ။